ပကြောင်စန္ဒရာဘလူးကျွန်းဖွံ့ဖွဲအခမ်းအနားကိုမေလ9ရက်နေ့မနက်၈နာရီအချိန်ကစတင်ပြီးအဲ့ဒီတရားရဲ့မော်လမြိုင်ဘတ်ချန်းရှိမူပွန်ရဲ့တရားချင်းကက်လန်ဘေးမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပကြောင်စန္ဒရာဘလူးကျွန်းဖွံ့ဖွဲအခမ်းအနားတို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်စောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မွန်ကရင်တနင်္သာရီနဲ့ပဲခူးတိုင်းဒေသကြီးတို့ကဝန်ကြီးချုပ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေနိုင်ငံရေးပါတီတွေကပါတီဝင်တွေနဲ့ဒေသခံတိုင်းရင်းသားပြည်သူအချို့တက်ရောက်ခဲ့ကြပါတယ်။မော်လမြိုင်မြို့နယ်ချောင်းဆောင်မြို့ကိုဆက်သွယ်ထားတာဖြစ်တဲ့တန်လွင်တရားချောင်းဆောင်ကိုအခုလိုဗကြောင်းအောင်ဆန်းအမည်နဲ့ဖွင့်လှစ်မဲ့အပေါ်ဒေသခံအချို့ကကန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပေမယ့်ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မှာဗကြောင်းအောင်ဆန်းတရားဘလူးကျွန်းအမည်နဲ့စိုင်းမုတ်တင်ဖြတ်တန်းသွားလာခွင့်ပြုခဲ့ပါတယ်။ အခုဒီကနေ့မေလ9ရက်နေ့မှာတော့တရားဝင်ဖွင့်လှစ်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားကို February 13ရက်နေ့ကလေးကဗိုလ်ချုပ်အောင်ဆန်းတရားအမည်နဲ့စိုင်းမုတ်တင်အခမ်းအနားပြုလုပ်ဖို့အစီအစဉ်ခဲ့ပေမဲ့အဲ့ဒီအစီအစဉ်ကိုနိုင်ငံရေးပါတီတွေဒေသခံတိုင်းရင်းသားတွေရဲ့ကန့်ကွက်မှုတွေကြောင့်မွန်ပြည်နယ်အစိုးရကပယ်ဖျက်ပေးခဲ့ရပါသေးတယ်။ တန်လွင်တရားချောင်းဆောင်ကိုဗိုလ်ချုပ်အောင်ဆန်းတရားအမည်နဲ့ဖွင့်လှစ်မဲ့အပေါ်ဒေသခံတွေကကန့်ကွက်မှုတွေရှိခဲ့လို့အဲ့ဒီတရားကိုဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ဂုံပြုတ်တတ်မှတ်ပေးဖို့အဆိုကို NLD လွှတ်တော်ကိုယ်စားလှယ်အများစုရှိတဲ့ပြည်သူ့လွှတ်တော်မှာမတ်လ14ရက်နေ့ကမဲခွဲဆုံးဖြတ်ပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။